ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပုတ်အနေနဲ့တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဆင်းရဲနေပြီဖြစ်ကြောင်း Trend ညာဆွဲသတင်းနဲ့အတူဒေါ်လာ2သိန်းကနေဒေါ်လာ36မီလီယံအထိ BNB တန်ဖိုးတက်သွားဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစီတင်ဆက်သူကီကီပါ မအောင်ဆုံးတရင်ပုတ်အနေနဲ့တည်ုံနဲ့ဂုံတရေးစစ်ပွဲဆင်နွှဲနေပြီဖြစ်ကြောင်းထရန်ဂျီညာဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်။မကြသေးခင်ရပိုင်းအတွင်းကတည်ုံတွင်းကိုအားလုံးအပေါ်တရားရခိုင်နှုန်းစီချက်ခွန်ကောက်ခံမယ်လို့ချိန်ချောက်ပြီးနောက်မှာအမေရိကန်ဟာတည်ုံနဲ့ဂုံတရေးစစ်ပွဲဖြစ်နေပြီလို့သမ္မတဒေါ်လန်ထရန်ကအတည်ပြုလိုက်ပါပြီ။တကယ်လို့သာစီချက်ခွန်နဲ့မရှိဘူးဆိုရင်အမေရိကန်အတွက်ကာကွယ်မှုလည်းမရှိနိုင်ကြောင်းထရန်ကဆိုထားပြီးဒီစီချက်ခွန်နဲ့ဟာအမေရိကန်ရဲ့နိုင်ငံတော်လုံခြုံရေးအတွက်အရေးပါတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းလဲဆိုထားပါသေးတယ်။ ဒါပေမဲ့လည်းဒီစီချက်ခွန်နေနဲ့ပတ်သက်လို့ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကတော့အတော်လေးကိုစိုးရင်ပူပန်နေကြပြီးရုံချောက်ကြီးလိုဖြစ်နေကြပါတယ်။တစ်ဖက်မှာလည်းအမေရိကန်ရဲ့လက်ရှိအစိုးရပိုင်းဟာစီချက်ခွန်နေကိုအတော်လေးအားပေးလာနေပြီးအမေရိကန်ဗန်ဒိုင်းဝင်ကြီး Scott Benson ကတရုတ်ရဲ့ပို့ကုန်ထိန်ချုပ်မှုတွေကိုမဖြေလျှော့ပေးရင်သူတို့ရဲ့လုံဆောင်ချက်တွေဟာကိုရိုင်းဒုက္ခပြန်ရောက်စေနိုင်ကြောင်းတတိပေးခဲ့ပါတယ်။ လောလောလလမှာအမေရိကန်အခြေဆိုင်မိုင်းနာတွေကတော့ Trend ရဲ့စီချက်ခွန်တွေကြောင့် ASIC Bitcoin mining rate တွေကိုဝယ်ယူဖို့စိန်ခေါ်မှုတွေရင်ဆိုင်နေရပါပြီ။တရုတ်ကလာတဲ့ mining rate တွေအပေါ်58.600ခိုင်နှုန်း၊အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းကလာတဲ့ဆက်တွေအပေါ်21.600ခိုင်နှုန်းစီချက်ခွန်တွေကောက်ခံနေတာကြောင့်ဒီပမာဏဟာအရင်ကထက်ဈေးနှုန်းတိတိတသာပုံမြင့်လာတာဖြစ်ပြီးအရင်များလာတဲ့အခါလုပ်ငန်းလေပတ်မှုစရိတ်နဲ့အများအဆုံးထွက်နိုင်မှုနှုန်းနှေးပါသွားတာမျိုးဖြစ်လာနေကြပါတယ်။ ဒါပေမဲ့တချို့လေလာသုံးသက်သူတွေခံမှန်းထားကြတယ်လို့အမေရိကန်ရဲ့အဓိကဘစ်ကွိုင်းမိုင်းနင်းလုပ်ငန်းစုကြီးကတော့သူတို့ရဲ့လုပ်ငန်းတွေကိုပြည်ပကိုရွှေ့ပြောင်းတာမျိုးမရှိသေးပဲပြည်တွင်းမှာကြမ်းကြမ်းခံလက်ပတ်နေကြဆဲဖြစ်နေတာကိုလည်းတွေ့ရပါတယ်။ဘစ်ကွိုင်းမိုင်းနာတွေအပြင် crypto industry တစ်ခုလုံးဟာလည်းဒီကုန်သွယ်စစ်ပွဲတရင်အကြောင်းပြုပြီးနယ်လံပြန်ထူနိုင်ဖို့ခဲယဉ်နေပါတယ်။အခုချိန်မှာအမေရိကန်အစိုးရရန်နေရလက်ပတ်မှုဟာလည်းရဆိုင်နေတာကြောင့် crypto နဲ့ပတ်သက်တဲ့ဥပဒေအတိတ်တွေထွက်လာနိုင်ဖို့ကိုလည်းနှောင့်နှေးနေအောင်မှဖြစ်တယ်လို့ဈေးကွက်အတက်အတွက် ။နောက်စားဖြစ်စေနိုင်မဲ့ development အတိတ်တွေလည်းထိခြားမတွေ့ရသေးတာကြောင့်လက်ရှိဈေးတန်းဝင်ကျင်မှာပဲတဝဲလဲလဲဖြစ်နေနိုင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်လာ2သိန်းကနေဒေါ်လာ36မီလီယံအထိ BNB တမိုးတက်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။2018ခုနှစ်မှာလူဒန်းခဲ့တဲ့ဒေါ်လာ2သိန်းဟာအခုဆိုရင်ဒေါ်လာ36မီလီယံလောက်အထိတန်ဖိုးရှိနေပါပြီ။ ဒါပေမဲ့ဒီငွေတွေဟာဥပဒေရေးရာပြဿနာတွေကြောင့်မသုံးရသေးပဲရှိနေပါတယ်။ဒီရက်ပိုင်းမှာ Coinbase ရဲ့အလုံးမှုဆောင်အရာရှိတအူးရဲ့ twist တစ်ခုကြောင့် Finance ရဲ့နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ Prahita ရန်မောငွေတစ်ခုဟာလူစိတ်ဝင်စားမှုပြန်ရလာခဲ့ပါတယ်။2018ခုနှစ်မှာ Finance ဟာ Malta နိုင်ငံကို Blockchain Iceland အဖြစ်ပြောင်းလဲဖို့အားပေးခဲ့ပြီး Finance Charity Foundation BCF ကတဆင့် Malta လူမျိုးကင်ဆာလူနာတွေအတွက် Finance နဲ့ Crypto သုံးစွဲသူတွေက BNB တွေစူပေါင်းလူရန်ခဲ့ကြပူပါတယ်။ဒါပေမဲ့ Molda အစိုးရရဲ့ Crypto စီးမြင်တွေကတင်းကျပ်လွန်ခဲ့ပြီး2020ခုနှစ်မှာ Maldives Financial Service Authority က Finance ကိုလုပ်ငန်းလိုင်စင်မရှိဘူးလို့လူသိရှင်ကအတည်ပြုခဲ့တယ်လို့လူငွေကိစ္စဟာလည်း PR drive တစ်ခုသာဖြစ်ကြောင်းဒေတာခန်တွေကဝေဖန်ခဲ့ကြပါတယ်။ဒီနောက်ပိုင်းမှာတော့နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ Finance ရဲ့ကတိပြုလူရန်မှုဟာဘလို့မှရှေ့ဆက်မတွန်းနိုင်ခဲ့ပါဘူး။2020ခုနှစ်မှာတော့ BCF ဟာ သူတို့ရဲ့ Maltese Foundation ကိုဖျက်သိမ်းပြီး SF တွေကို American ကိုလွှဲပြောင်းမှုစ조사နေကြောင်း Malta Community Chef Fund Foundation MCCFF လို့ခေါ်တဲ့အစိုးရလက်အောက်ခံ Rahida အဖွဲ့ကဆွဆွဲခဲ့ပါတယ် BCF ကတော့ဒါဟာငွေကုန်သက်သာအောင်ကြံတာဖြစ်ပြီးအလူငွေလူတန်းနဲ့ဂရီဖြတ်ဖို့မရည်ရွယ်ချောင်းဆိုခဲ့တယ်လို့ဒီရန်မုံငွေဟာမော်ဒာနိုင်ငံသားတွေအတွက်သာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဒါပေမဲ့အခုထိဒီငွေတွေကိုလူနာတွေလက်ထဲမပုတ်ပေးနိုင်သေးတယ်လို့ ဒီလိုပို့ပေးနိုင်ဖို့ကလည်းငွေကိုဘယ်လိုဖြန့်ဝေမလဲဆိုတဲ့ကိစ္စဟာညီနိုင်မရဖြစ်နေတာကြောင့်ပါ BCF ဘက်ကငွေတွေကိုကင်ဆာလူနာတွေစီတိုက်ရိုက်ပေးခြင်းပြီး MCCFF အနေနဲ့လူနာတွေအချက်အလက်ကိုထုတ်ပေးဖို့တောင်းဆိုထားပါတယ်။ဒါပေမဲ့ MCCFF ဘက်ကလည်းလူနာတွေရဲ့ကိုယ်ရေးကိုယ်တိုင်အချက်အလက်တွေကိုမပေးနိုင်ဘူးညင်ဆိုခဲ့တယ်လို့လူနာတွေကို Crypto Wallet နဲ့ Token Conversion နဲ့ကန်တွဲခိုင်းတာဟာမဖြစ်နိုင်ဘူးလို့ညင်ခဲ့ပါတယ်။အဲဒီနောက်မှာဒီကိစ္စဟာရှေ့မတုံနောက်မဆုံးနိုင်ဖြစ်နေပြီး MCCF ဘက်ကလည်းမလျှော်နိုင်သလို BCF ရဲ့ website မှာလည်းဒီကမ်ပိန်းဟာဒေါ်လာ36.4မီလီယံပို့ BNB တွေကိုကင်ထားပြီးဖြန့်ဝေဖို့ဆိုင်ငံ့ထားစေဖြစ်ကြောင်းဖော်ပြထားပါတယ်။2018ခုနှစ်ကဒေါ်လာ2သိန်းသာတန်ကျေရှိခဲ့တဲ့ BNB တွေကတော့အခုဆိုရင်ဒေါ်လာ36မီလီယံအထိရှိလာနေပြီဖြစ်ပြီးအစိုးရနဲ့ Final Charity Fund တို့ရဲ့ပလီပခါတွေကြောင့်မှတန်မိုးတက်လာနေပေမဲ့ဘယ်သူမှမတုံ့ရဖြစ်နေတာကတော့အတော်လေးနှမျောဖို့ကောင်းပါတယ်။ ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းတောင်းတလေးဖြစ်ပါစေရှင်။